ဒါမျိုးစဉ်းစားရမယ်တဲ့ကိုယ့်အကိုပြန်အဖြေရှာရမယ်ပေါ့အကေရွေးများကိုယ့်ရဲ့အရှင်တွေထဲမှာအကုသိုလ်တွေများစွာပါနေရင်ရှိုးရှားရမယ်။နောက်တစ်ခါမလုံးမင်းအောင်စောင့်စည်းရမယ်။ကုသိုလ်တွေများစွာပါနေရင်အဲ့ဒီကုသိုလ်တွေကိုထက်က ထက်က တနေ့ထက်တနေ့တိုးတိုးပြီးတော့ပြုလုပ်မင်းအောင်ဥစဉ်တို့တွေစူးစမ်းရမှာဖြစ်တဲ့တတိထားရမှာဖြစ်ပါတယ်။ဒါကြောင့် မြတ်ဗုဒ္ဓကခနောဝောမဥပိစကဟောသင်တော်သည်ခနောအရှင်ကာလကိုမာဥပိစကအရှင်ကောင်းတွေကို မကုံလွန်ပါစေနဲ့အရှင်ကောင်းဆိုတာအတိပညာရှိတဲ့အရှင်ဟာအရှင်ကောင်းပဲ။ပါရှိတဲ့အရှင်လည်းအတိပညာရှိတဲ့အရှင်အတိပညာရှိတဲ့အရှင်အတိပညာရှိတဲ့ဘဝဆိုတာဘဝတိုင်းအရှင်တိုင်းရနိုင်လား မရနိုင်ဘူးအဲ့ဒါပဲဦးဇင်းတော်ရဲ့လူဘဝမှာတန်ဖိုးရှိတာဟာအသိပညာပဲအသိပညာရှိတဲ့အတွက်ကြောင့်ဒါဃာတလှုပ်သိမ်းတဲ့အရာဒါဃာတမလှုပ်သိမ်းတဲ့အရာဦးဇင်းတော်တွေခွေရှားနားလေတယ်အကေရွေးများတရိษံဖြစ်သွားပြီအပေလေးပုံကိုရောက်သွားပြီဆိုရင်အသိပညာမရှိတော့ဘူးအာဟိလို့ခေါ်တာကော အသိပညာမရှိတဲ့ပုဂ္ဂိုလ်ကလုံးသေးမလုံးသင်းကိုခွေးရှာမဝေဖန်နိုင်တော့ဘူးမဝေဖန်နိုင်တဲ့အတွက်ကြောင့်သူတို့လုံးသမျှဟာဆန္ဒနောက်ကိုလိုက်ပြီးတော့အကုသိုလ်တွေကြီးပဲမြားလိမ့်မယ်။ဒါကြောင့်အသိပညာရှိတဲ့ဘဝကိုရထုံးမှာဦးဇင်းတို့တွေဟာကိုယ့်အကိုဆင်ခြင်ရမယ်ငါလုံးမိတာအမှားတွေမြားသလားအမှန်တွေမြားနေသလားအမှားတွေမြားခဲ့ရင်ရှိုးရှာအမှန်တွေကိုမြားမြားစူးဆောင်းရမှာဖြစ်ပါတယ်တဲ့။ဒါကြောင့်နေတိုင်းနေတိုင်းဆင်ခြင်ပါငါရဲ့နေတွေညတွေဘလို့ကုံသွားတာလဲ။ အမတ်တမေမနေပါနဲ့လို့ဒီလိုဆိုတော့ပါတယ်။အဲဒုတိယတစ်ချက်ကကြတော့သဘေဟိမေပိယေဟိနာနာဘာဝဝိနာဘာဝအညထာဘာဝဒီပပ္ပစိတေနအဘိနံပိစာဝခိတပံခွေရမယ်တနည်းသောအခါလွှဲရမယ်တဲ့ရှေးရတဲ့ပုံကိုယ်တွေနဲ့ရှေးရတဲ့တန်ဖိုးထားရတဲ့ပစ္စည်းဝတ္ထုတွေနဲ့ခွေရတဲ့အခါ လွှဲရတဲ့အခါမရှိနိုင်ဘူးလားရှိနိုင်တယ်အခုမိသားစုတွေအခုစုံကြတယ်တွေ့ကြတယ်တယောက်ကိုတယောက်ကျေးဇူးတွေပြုကြတယ်ထို့မိသားစုတွေနဲ့အခုဆိုရင်ကိုဝင်းသူအောင်ဒီနေ့မွေးနေ့ရှင်ပေါ့ဒီမှာရှိလားမရှိဘူးဒါသည်ရှင်ခွေးလို့ခေါ်တာပေါ့နော်တယောက်တနေရာစီနေတာကိုဘာခွေးလို့ခေါ်လဲရှင်ခွေးလို့ခေါ်တယ်အဲ့ဒီနေ့တော့အခါဦးဇင်းတို့လည်းတက်တန်းစေတော့ ဒီခန္ဓာကိုယ်ကြီးကိုမရဏမင်းရဲ့လက်တွင်ထဲသောအနှံ့ရမှာဖြစ်တယ်အဲ့ဒီခါကျတော့ဘာကွေးကွေးမှာလဲသေကွေးကွေးမှာတချင်းသောအခါတို့တွေဟာသေကွေးလေးကွေးနိုင်သလိုရှင်ကွေးလေးကွေးနိုင်တယ်တို့ပြင်ပိုင်ဆိုင်ပါတယ်ဆိုတော့ဒီပစ္စည်းဥစ္စာတွေနဲ့တနေ့သောအခါစွန့်လန့်ရတာတွေရှိမယ်လက်လွတ်လျားတာတွေရှိမယ်စွန့်လန့်တယ်ဆိုတာအခုလိုလှူတာကိုစွန့်လန့်တယ်လို့ခေါ်တာပေါ့ကြီးကြီးဖြူဖြူစွန့်လွှတ်လိုက်တာဒါပေမဲ့တခါတခါကြားလို့ရှိရင် ပေးမပေးရင်ဖမ်းမယ်ဟဲ့ မပေးရင်တတ်မေဟေးဆိုတဲ့အခါမျိုးမှာဦးဇင်းတို့လက်လွတ်လက်ရတာမရှိဘူးလားရှိတယ်ရှိနိုင်တယ်လို့အမြဲတမ်းစင်ကြင်ထားပါတဲ့ဘီစီဥစ္စာတွေနဲ့တို့၎င်းလူပုဂ္ဂိုလ်တွေနဲ့တို့၎င်းခွဲရတဲ့အခါတည်းလွှဲရတဲ့အခါတည်းရှိနိုင်တယ်စွန့်လဲရတဲ့အခါတည်းလက်လွတ်လက်ရတဲ့အခါတွေလက်ကြုံတွေ့နိုင်တယ်ရေလို့အမြဲတမ်းစင်ကြင်ထားပါကြုံတွေ့လာတဲ့အခါခံနိုင်ရရှိအောင်လို့ တတိယတစ်ချက်ကတော့ဗာလဲဆိုတော့ကမ္မတကောဘိကမ္မဒါယတောကမ္မယောနိကမ္မကပန္တုကမ္မပဋိတရဏောယံကမ္မကရိတတိကလျာဏဝါပပကံဝါတတကမ္မတဒါယတောပဝိတမိတိပပ္ပိစိတေနအဘိနံပိစဝက္ခီတပံဒါဆိုရင်ပစ္စည်းဥစ္စာနဲ့လဲခွေရမယ်လို့ပြောတယ်ခြေရတဲ့ပုံကိုယ်တွင်နဲ့လဲပဲကွေရမယ်လို့ပြောတယ်တို့မှပိုင်တာဘာရှိလဲတော့မေးစီရာ မေခွန်းမရှိဘူးလားရှိတယ်ရှိပါတယ်တဲ့ပိုင်စရာဘာလေးဆိုတော့ကံမကံပါပဲတဲ့ကိုလှုပ်ထားတဲ့ကုသောကံ ကိုလှုပ်ထားတဲ့အကုသောတန်ကံတွေဟာကိုယ့်ရဲ့ကိုယ်ပိုင်ဥစ္စာ အစ်စ်အနှစ်ဒေသဖြစ်ပါသည်ကုသောကံကိုလှုပ်ထားရင်ကိုကကိုကို သူတို့ကတာဝန်ခံပေးမှာတာဝန်ယူပေးမှာရှမ်းသာဖို့အတွက်ကောင်းရာသူကတိနိဗ္ဗာန်နန်းတွေကိုရောက်ဖို့အတွက်သူကတာဝန်ခံပေးမှာ ဒါပေမဲ့အကုသိုလ်တွေကိုလှုပ်ထလှုပ်ထရင်တော့ကိုကတာဝန်ယူရမှာမကောင်းတာလှုပ်တော့မကောင်းကျိုးအတွက်ကိုကအစဉ်သင်းလှုပ်ထရမှာဤတော့တကယ်အစစ်တကယ်အနှစ်တကယ်ကိုပိုင် အစစ်ဆိုတာတခြားမရှိပါဘူးတဲ့ကံမသကိုကံပဲရှိတယ်အဲ့ဒါကိုလည်းပဲအမြဲတမ်းစင်ကျင်နေရမယ်ကိုပိုင်ဥစ္စာလေးပဲကံပါပဲဆွေမျိုးဆိုတာလေးကံပါပဲအကုဇရာဆိုတာလေးကံပါပဲကိုရဲ့နောက်ကအရေးပမာလိုက်နေမှလေဘာပါလဲ ကံပါပဲတဲ့တခြားအရာတွေဟာတနည်းသောအခါထားခဲ့ရမှာတနည်းသောအခါလွှဲခဲ့ရမှာ ခွဲခဲ့ရမှာတွေကြီးပဲအမြဲတမ်းနောက်ကလိမ့်နေမှာကတော့ကံတာဖြစ်တယ်လို့ဆင်ခြင်ပါအဲ့လိုဆင်ခြင်လိုက်တဲ့အတွက်ကြောင့်ကိုယ်ရဲ့နောက်ကိုလိမ့်နေမဲ့အရာဟာကောင်းတဲ့အရာဖြစ်တင်သလားမကောင်းတဲ့အရာဖြစ်တင်သလားကောင်းတဲ့အရာပဲဖြစ်တင်တာကောင်းတဲ့အရာပဲနောက်ကနေလိမ့်စီရှင်တာဦးဇင်တော်ကိုယ်အဲ့ထက်မှာဆောင်းသွားတဲ့အရာဟာတန်ဖို့ရှိတဲ့အရာကောင်းကျိုးပေးမဲ့အရာ အနတ်အသက်ကောင်းမွန်တဲ့အရာပဲဥစဉ်တော့တွေဖြစ်ဖြစ်စေရှင်တာဒါကြောင့်ဖြစ်အောင်လုပ်ရမယ်ငွေပွေးကြီးကိုတော့ခပိုက်မှာပိုက်သွားလို့မရဘူးလေဘာဖြစ်မှာလဲဒုက္ခပေးမှာဒါကြောင့်အကုသိုလ်ကြီးကိုဥစဉ်တော့ထမ်းပြီးတော့သွားရင်ဣတိအကုသိုလ်ကတနေ့တော့ကဒုက္ခပေးမှာအဲ့လိုဆင်ခြင်လိုက်တော့အပြင်အကုသိုလ်တွေကိုရှောင်ဖြစ်သွားပါလိမ့်မယ်ကုသိုလ်ကံတွေကိုမြတ်မြတ်စုဖြစ်ပါလိမ့်မယ်ဒါကြောင့်ငါရဲ့ကိုယ်ပိုင်အိုက်စားအစစ်စောတိမှာ ကံတာရှိပါသည်လို့အမြဲတမ်းဆင်ခြင်ပါဘယ်နှချက်ရှိသွားလဲ၃ချက်နံပါတ်၁ကငါရဲ့နေတဲ့အရှင်တွေဘလို့ကုံသွားတာလေလို့ဆင်ခြင်ပါငါသည်ရှေးရသောပစ္စည်းဥစ္စာတွေပုံကိုယ်တွေနဲ့အမြဲတမ်းခွဲရနိုင်တယ်လွှဲရနိုင်တယ်လို့ဆင်ခြင်ပါပြီးတော့ငါမှာကိုယ်ပိုင်ဥစ္စာရင်လို့ကိုယ်ပိုင်ဥစ္စာအစစ်တီဘာသာရှိလေကံတာရှိတယ်လို့ဆင်ခြင်ပါဒီ၃ဘက်ကိုနှလုံးသွင်းဆင်ခြင်ပြီးတာကလား ဒါနကုသောကံတွေပြုကြပါမယ်သီလကုသောကံတွေစုဆောင်ကြပါမယ်ထောမတစင်မိမိရဲ့ခန္ဓာငါးပါးယုံနံနှစ်ပါးအပေါ်မှာလည်းပဲတို့ရဲ့ခန္ဓာငါးပါးဒီအာနိစ္စမတည်မြဲပါတကားဒုက္ခဆင်းရဲလာပါတကားအနတ္တဆုံးမရပါတကားဟူရဲ့ဝိပဿနာဉာဏ်ဖြင့်ရှုမှတ်ပြီးသားကာလအိုခြင်းနာခြင်းသိခြင်းကင်းရမျက်နှိုက်ပန်တော့ရောက်နိုင်တော့သူတော်ကောင်းတော့ကိုစီကိုစီဖြစ်ကြပါစေတည်း 哎，也在下家没。